ဖူချိုလွန်တချိုလက်ဝါဆိုင်အောင်စရိတ်ကြပြဆရာကူကစလမ်ပေါ်ထရီကိုရွတ်ဆိုခဲ့ကြတာဖြစ်ပါတယ်စလမ်ပေါ်ထရီဆိုတာဘလူးကြပြမျိုးစာတွေပါလေစလမ်ပေါ်ထရီဆိုတာကတော့အမေရိကန်နိုင်ငံကနေစတင်ခဲ့တာပဲဖြစ်ပါတယ်ဘာရီလိုနေရာမျိုးမှာရွတ်ဆိုကြတာဖြစ်ပြီးပရိသတ်တွေကိုပေးခြင်းတဲ့အကြောင်းအရာသတင်းစကားတစ်ခုကိုကြပြကနေပရိသတ်စီဓာတ်ရိုက်ပြောတာပဲဖြစ်ပါတယ်ဒီလိုစလမ်ပေါ်ထရီကိုကြပြဆရာကူကမြန်မာနိုင်ငံမှာမိတ်ဆက်ပေးခြင်းလို့အခုလိုကျင်းပခဲ့ကြတာပါ နိုင်ငံတကာမှာ slam poetry ဆိုအဓိကအဖြစ်အမေရိကန်နိုင်ငံမှာစပြီးတော့ထွန်းကားခဲ့တယ်နော်။သူကတော့သူတို့နိုင်ငံမှာကတော့ဘာတွေဒီဟွာတွေမှာသူတို့ကရွတ်ကြတယ်ပေါ့။အကြပြားတွေရွတ်ကြတယ်။ slam ဆိုတဲ့အတိုင်းကအဓိကကိုပြောချင်တဲ့တစ်ခုခုပေါ့နော်။ practice ကိုပေးချင်တဲ့ဒီသတင်းစကားကိုသူတို့ကနေပြီးတော့ဒီကြပြားနေပြီးတော့တစ်ဆင့်ပြောလိုက်တယ်ပေါ့နော်။အဲဒီမှာသူကဒီသူတို့ပြောတဲ့အကြောင်းအရာတွေကကြာတန်မှန်ကြပြားနဲ့မတူလဲနဲ့အမှတန်မှန်ကြပြားဆိုရင်များကျွန်တော်တို့ကကြပြားဆိုတဲ့အတိုင်းသူကဖွဲ့နှွဲ့မယ်ပါမယ်ပေါ့နော်။ဒီကြပြားတွေမှာကျတော့သူကဖွဲ့နှွဲ့တာကတိတ်အသားမပေး ေးပဲနဲ့ဒီအဓိကကိုပြောချင်တဲ့စကားကိုပြောတဲ့ဟာမျိုးပေါ့နော်အမှကိုပြောချင်တဲ့တည်င်းစကားကိုပြောရဲ practice ကိုရအောင်ပြောတဲ့ကြပြာမျိုးတွေပေါ့အဲ့ကြပြာမျိုးတွေကိုမှာပြီးမှာမိတ်ဆက်ချင်တာရယ်ဒါနဲ့ကျွန်တော်တို့ဟာဒီပွဲကို season ဖြစ်တာပါခင်ဗျာ slash explore လောလတ်ကြပြာပွဲတော့မှာတော့ကြပြာဆရာမောင်ဆောင်ခါကလိန်ချေးကျုံပြုခံထားရတဲ့အမျိုးသမီးတူအကြောင်းရေးဆက်ထားတဲ့ကြပြာကိုရွတ်ဆိုခဲ့ပြီးကြပြာပွဲတော်ကိုစီစဉ်တဲ့ကြပြာဆရာအောင်ကောင်းမြတ်ကတော့ မြန်မာနိုင်ငံကလူမျိုးရေးခွဲခြားသူတွေရဲ့အကြောင်းကိုရေးဆက်ထားတဲ့ကဗျာကိုရွတ်ဆိုခဲ့တာပဲဖြစ်ပါတယ်။လူမျိုးရေးပြဿနာတွေကိုကဗျာကနေပြောပြနိုင်ဖို့ slam poetry ကိုအသုံးချဖို့ကြိုးစားနေရပါလို့လည်းအောင်ကောင်းမြတ်ကဆိုပါတယ်။ ကျွန်တော်တို့ဒီ slam poetry ဆိုတာဗမာနိုင်ငံမှာတော့ကျွန်တော်သိတလောက်ပါเนาะဘူသူမှဟိုလောက်ကြတာမရှိသေးဘူးပေါ့เนาะဟိုဂျိုကြာဂျိုကြာလေးတော့ရှိရင်ရှိမယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ကလည်းဟိုပညာရှင်တော့မဟုတ်ပါဘူးကျွန်တော်တို့ကလည်းဒီဝါသနာရှင်ပဲဒီလိုပဲဟိုနိုင်ငံတကာကဗျာလေးတွေ slam poem လေးတွေကို slam ကဗျာလေးတွေကိုဖတ်မိတယ်ပေါ့เนาะအဲ့တော့ဖတ်ပြီးတော့ကိုယ်နိုင်ငံမှာလည်းအဲ့လိုကိုယ်ဘာသာစကားနဲ့အဲ့လိုမျိုးလုပ်မယ်ဆိုရင်ပေါ့เนาะဒါဒီဒီလူတွေကိုကဗျာချစ်တဲ့လူတွေကိုမိတ်ဆက်ပေးမယ်ဆိုရင်ကောင်းမယ်ဆိုတော့အကြီးအကျယ်မျိုးလေးနဲ့မလုပ်ကြရအောင်ဒီဗမာပြည်မှာလည်းဟို ူမူရေးပြဿနာတွေရှိတယ်ပေါ့နော်အဲလူမူရေးပြဿနာတွေကိုကြပြားနေပစင့်တင်ဆက်ပေးတဲ့ပုံစံမျိုးလေးနဲ့အဲလိုဒီဟိုပါပေါ့ဒီမီဒီယံတစ်မျိုးပေါ့နော်ဒီပြောတဲ့ကျော်ရဲဆိုရဲအခါမှာဒီ channel တစ်ခုအနေနဲ့ဟိုပါကြပြားကိုအသုံးချနိုင်ဖို့ဒီစတင်ပြီးတော့လုပ်ကြတာပါခင်ဗျဟုတ်